မြီးကလေးကို အတူယူပါတခါတော့ငါလေသမားတယောက်စီမှာမြီးတောင်ရှိပါတယ်တနေ့မှာတော့အဲ့ဒီမြီးကရေတွင်းလေးကို ပြုတ်ကျသွားပါတယ်ဒါနဲ့လေသမားကြီးကလေမြီးလေးကိုကေဖို့အကြံထုတ်မရပဲဖြစ်နေပါတယ်မြီးကလေအရွယ်နင်းနေရနေပြီဖြစ်တာကတကြောင် ရေတွင်းကလေပျက်စီးနေတာကတကြောင်ကေဖို့ကိုအချိန်ယူပြီးစဉ်းစားမနေတော့ပဲရေတွင်းကိုမြေကြီးဖုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဒါနဲ့လင်သမားကြီးကလည်းအိမ်နီးနာချင်းတွေကိုခေါ်ပြီးအကူအညီတောင်းလိုက်ပါတယ်။သူတို့အားလုံးတက်ညီလက်ညီရေလွှဲဝစတင်မြေဖို့ကြပါတော့တယ်။သူတို့မြေကြီးတွေစဖို့တာနဲ့တပြိုင်နက်မြီးကလည်းသူ့ကိုတက်ဖို့ကြိုးစားနေကြတာကိုသဘောပေါက်ပြီးစအော်ပါတော့တယ်။ဒါပေမဲ့ခဏအကြာမှာမြီးဟာချက်ချင်းဆိုသလိုဆိုးရွားစွာအော်နေတာကိုရက်ပြီးချက်ရှင်းပဲပြိုရှင်တဲ့အတံမျိုးအော်ပါတော့တယ်ရေရင်းလေးကိုမြေကြီးအနေငယ်ဖို့အပြီးမှာ လေသမားကြီးလေစူဇန်ရှင်နာနဲ့ရေတွင်လေးကိုငုံကြည့်လိုက်ပါတယ်။သူတွေးလိုက်ရတာကတော့မြီးဟာသူ့ကြိုးပေါ်ကျလာတဲ့မြေကြီးတွေကိုခါချနေပြီးထိုမြေကြီးတွေပေါ်မှာရက်နေတာကို တွေ့လိုက်ရပါတယ်။လေသမားကြီးနဲ့အီနီနာရှင်များအတောကြားမြေကြီးဖို့အပြီးမှာတော့မြီးဟာသူ့ကြိုးပေါ်ကမြေကြီးတွေကိုခါချလိုက်ထိုမြေကြီးတွေပေါ်ရက်လိုက်နဲ့ရေတွင်ဝါအနာထီရောက်နေပါပြီ။သိပ်မကြခင်မှာတော့ရေတွင်ရဲ့အပေါ်ဆုံးထီရောက်လာပြီး ရေရင်ထင်းမှလွတ်မြောက်သွားပါတယ်။ပုံမြင်လင်းကဒါပါပဲ။ကျွန်တော်တို့တွေရဲ့ဘဝမှာလည်းဒီလိုအလားတူပါပဲ။လောကကြီးကတော့တင့်ကြိုးကုန်းပေါ်ကိုအခက်ခဲတွေပြစ်ချမှာပါပဲ။ဒါပေမဲ့ဒီလိုမျိုးဒုက္ခတွေကလွတ်ရှင်ရင်တော့တင့်ကြိုးကုန်းပေါ်ကအခက်ခဲတွေကိုခါချနိုင်အောင်ကြိုးစားပြီးအဲ့ဒီအတွေ့အကြုံတွေကိုအသုံးပြုကနောက်တစ်ဆင့်ကိုတက်ရမှာပဲဖြစ်ပါတယ်။ဘဝမှာတင့်အဖို့ဖြစ်ပျက်တာတွေထက်တင်ကဘလို့ပြန်ပြီးတုံ့ပြန်လေးဆိုတာကပိုအရေးကြီးပါတယ်။ အခုပဲမြေကြီးမှုန်းများကိုခါရှာပြီးအပေါ်ကိုတက်လှမ်းကြပါစို့